ဝေါ်မြို့နယ်တွင်လေဆနမောင်းတိုက်ခတ်ရောသမမွေပြိတ်သက်ကြီးအားလုံးမင်္ဂလာပါရှင်။ပဲခူးတိုင်းဝေါ်မြို့နယ်လေးရင်စုကြီးရွာမှာ2025ခုနှစ်မေလ18ရက်နေ့နံနက်ပိုင်းကလေဆနမောင်းတိုက်ခတ်သွားပြီးထိခိုက်ပျက်စီးမှုများရှိကြောင်းမြို့ကန်များမှသတင်းရရှိပါရသည်။နံနက်9:30မိနစ်ခန့်ကစပြီးလေဆနမောင်းတိုက်ခတ်သွားခြင်းဖြစ်ပြီး နနက်၁၀နိုင်ခန့်အထိမိုးနှင်းငယ်ရွာနေစေလို့ဝေါ်မြုပ်ကန်တူကပြောပါတယ်။လေစနံမောင်းတိုက်ခတ်သွားပြီးထိခိုက်ပျက်စီးမှုများရှိကြောင်းကနအူးအတင်းရရှိထားတော့လဲအသေးစိတ်ကိုမသိရသေးပါဘူး။မင်္ဂလာပင်လယ်အော်အတွင်းမှာမေလလယ်ကာလအတွင်းလေပြင်းအားနှင့်ရပ်ဝန်းဖြစ်နိုင်ပြီးဒေသအများစုမှာမွန်းလွယ်ညနေပိုင်းအချိန်များ၌လေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်များကြီးခြင်းနေရာကွက်၍မိုးကြီးခြင်းမိုးသီးများကြွေကြခြင်းလျှက်စီးလက်ခြင်းမျိုးရိုးပစ်ခြင်းစသည့်ဘေးအန္တရာယ်များဖြစ်ပေါ်နိုင် ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတတိပေးထားပါဗျ။ပြီးခဲ့တဲ့ဧပြီလ3ရက်ကလည်း ရန်ကုန်တိုင်းကြောက်တန်းတန်လင်း၃ခွမြို့နယ်တွင်လေဆင်နှာမောင်းတိုက်ရိုက်ခဲ့ပြီးနေအချို့ပျက်စီးခဲ့ပါတယ်။လေဆင်နှာမောင်းဟာမိုးတိမ်တောင်ကြောင့်ဖြစ်လာတဲ့စိုက်စင်းလေပြင်းဖြစ်ပြီးထိခိုက်ပျက်စီးမှုကြီးမားစေပါတယ်။နှွေကာလဖြစ်တဲ့မတ်လမိုးဥကာလဖြစ်တဲ့မတ်လအထိလေတုမတီမငိမ်ဖြစ်စဉ်ကြောင့်မိုးတိမ်တောင်မိုးသက်လေပြင်းနဲ့မိုးကြိုးအန္တရာယ်ကြီးမားပါတယ်။မတ်လကနေဧပြီလအတွင်းငလင်ဘေးတင်ပြည်သူများအပါအဝင်တိုင်းနယ်ပြည်နယ်အချို့မှာနေရာကွက်မိုးကြီးခြင်း မိုးတက်လေပြင်းကြခြင်းတို့ဖြစ်ပေါ်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တို့မှာမီလ73ရက်နေ့က မိုးတက်လေပြင်းကြပြီးမိုးကြိုးပစ်ကကလေးငယ်တအူးအပါအဝင်၃ဦးလည်းတိဆုံခဲ့ပါသေးတယ်။အခုဖော်ပြမှုမှာပါရှိနေတဲ့နေစနာမောင်းကဝေါ်မြို့နယ်ဒေးအိမ်စုကျွေးရွာတွင်တိုက်ခိုက်ခဲ့တဲ့ရုပ်သံမဟုတ်ပဲရန်ကုန်တိုင်းကြောက်တန်းမြို့နယ်မှာအေဗီလာကလေစနာမောင်းတိုက်ခိုက်ခဲ့စဉ်ကပုံမှန်ဖြစ်ပါတယ်။ရောသမမွေပြိတက်ကြီးစမ်းမချမ်းသာခြင်းနဲ့ဘေးအန္တရာယ်များကင်းရှင်းပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ရောသမမွေ channel လေးကိုလည်း YouTube မှာရောတက်တော်မှာပါ subscribe နဲ့ follow လုပ်ပေးကြဖို့တောင်းဆို ဆိုအပ်ပါတယ်ရှင်